္ဂလာပါပိတ်သက်ကြီးတမိနစ်အတွင်းနိုင်ငံရေးသတင်းကားပုတ်ကိုတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါရရှင်။ပထမအဦးဆုံးသတင်းတစ်ပုတ်ကတော့မြေမြုပ်မိုင်းပောက်ကွဲခဲ့တဲ့အတွက်ထိုင်းစစ်သားတအူးတေဆုံးခဲ့ရပြီး၄ဦးဒဏ်ရာရရှိခဲ့တဲ့နောက်မှာတော့ထိုင်းနိုင်ငံဘက်ကကမ်ဘောဒီးယားနယ်စပ်တစ်လျှောက် air strike ပြုလုပ်ခဲ့ရဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ကမ်ဘောဒီးယားနိုင်ငံဤစစ်စခန်းဌာနများအားပြစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းထိုင်းနိုင်ငံဘက်ကအဆိုပါရရှင်။ဒုတိယသတင်းတစ်ပုတ်ကတော့ဂျပန်နိုင်ငံဤရေပိုင်နဲ့အနီးတွင် jet fighter များနဲ့ helicopter များတင်ဆောင်ထားသောတရုတ်လေယာဉ်တွေတင်မောခုံမောင်းနေကြောင်းဂျပန်နိုင်ငံဘက်ကသတိပေးပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ယခုလောက်ရဟာ တရုတ်နိုင်ငံဘက်က၎င်း၏စီရေးအာဏာအားပြသလျက်ရှိကြောင်းပေါ်လင်းတဲ့အတွက်နိုင်ငံနှစ်ခုကြားတင်းမာမှုများပိုလို့တိုးလာနိုင်ခြေရှိပါရဲ့ရှင်တတိယသတင်းတစ်ပုဒ်ကတော့ဩစတြေးလျနိုင်ငံတွင်တော်မီလောင်ကျန်ခဲ့မှုကြောင့်ပြည်내နှစ်ခုရှိအိမ်များပျက်စီးဆုံးရှုံးဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်ထားအပြင်မိငိမ့်တက်နေစဉ်မိသက်သမားတို့၏အပေါ်သို့တစ်ပင်လဲကျခဲ့တဲ့အတွက်ပိတ်မိခဲ့ပြီးတိတ်ဆုံးခဲ့တယ်လို့အဆိုပါရဲ့ရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့တောင်အာဖရိကဤဖားတစ်ခုတွင်တနက်သမားတို့၏ပြစ်ခတ်မှုကြောင့်ကလေးငယ်တဦးအပါအဝင်လူဆက်တဦးတိတ်ဆုံးခဲ့ရကြောင်းဖြစ်တဲ့ဖွဲ့ဝင်များကပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်ထားအပြင် င်လူဆိုးခိုင်းများ၏အကြမ်းဖက်မှုများမြင့်တက်လာမှာကိုစိုးရိမ်ကြောင်းလည်းထပ်လောင်းပြောကြားခဲ့ပါသေးတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်ကတော့နှစ်နိုင်ငံကြားဆက်ဆံရေးတင်းမာနေတော်ကြလည်းပဲဂျာမနီနိုင်ငံခြားရေးဝန်ကြီးကတရုတ်နိုင်ငံသို့သွားရောက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ထို့ကြောင့်ယခုလိုသွားရောက်မှုဟာချစ်ကြည်ရင်းနှီးမှုထက်တန်ငယ်တမန်ကင်းအရာဖိအားပေးရန်သွားရောက်မှာဖြစ်ကြောင်းသိမြင်နိုင်ပါတယ်ရှင်။ဆုံးဖြတ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။